အားလုံးပဲမင်္ဂလာပါ UBN San Cottage ကနေကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကကျွန်တော်မြောက်ဒဂုံမြို့နယ်30ရက်ကွက်ဥပုံညာလမ်းချမ်းမတ်260မှာလုပ်ငန်းလည်ပတ်နေပြီဖြစ်တဲ့ iChoose မိက9ရက်ဆက်ကိုစာပေတင်တဲ့အတူဆက်လက်ပတ်မှုအစီအစဉ်မှုရှိမှရှိအခြားစိတ်ပိုင်းများကိုချူစီစစ်ဆေးခြင်းများပြုလုပ်တာကိုမှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။ခုမှလုပ်ငန်းစတင်မှုစိတ်ကူးရှိတဲ့မိတ်ဆွေများအနေနဲ့တကယ်လုပ်ငန်းလည်ပတ်မှုကိုသိရှိစေဖို့အတွက်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒါတော့ကျွန်တော်စာပေတင်ကဆက်ကိုစပြီးတော့ run ပြီးတော့လိုအပ်တဲ့ maintenance တွေကိုကျွန်တော်ပြုလုပ်နေရင်းမှဖြစ်ပါတယ်။ ကဲဟုတ်ပြီလိုတဲ့စိတ်ပိုင်းကိုဆက်စပြီးတော့ကျွန်တော်တို့အခုဆက်ဖို့စပြီးတော့စတင်ပြီးတော့မောင်းထားပါပြီဒီ၅ရက်ဆက်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီတနာရီကိုရေခဲ2ချိန်ကြပါလေ2ချိန်ကိုရေခဲ120 kg ကြပါလေဟုတ်ပြီကျွန်တော်တို့ဆိုရင်ရေခဲကြခံနေဖြစ်နေပါလေကြတဲ့အချိန်မှာကျွန်တော်တို့စပြီးတော့မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်ဒါပထမဆုံးဆက်မောင်းတင်ခြင်းဖြစ်တဲ့ကြောင့်တော့မိနစ်45မိနစ်လောက်တော့စာပြီးမောင်းရောမှာကျွန်တော်ရေခဲစတင်ကြခြင်းဖြစ်ပါတယ် ဟိုဆက်ကိုပထမဆုံးစတင်မောင်းလာမယ်ဆိုတော့ကျွန်တော်ရေခဲကြဖို့အချိန်နှင်းငယ်ပေးရပါတယ်ဒီအချိန်ပြီးသွားပြီဆိုတော့နောက်ဒီဘိုင်းဒီမှာကျွန်တော်တနာယီကိုရေခဲနှစ်ချိန်ကြပြီးတော့တစ်ချိန်ကိုကျွန်တော်120 kg ကြပါတယ်လူမျိုးရေခဲတစ်ချိန်ကြပြီဆိုတော့ကျွန်တော်ဆာလာအကြီးနဲ့အဲ38နဲ့တဝက်ရပါတယ်တစ်ချိန်ကြမယ်ဆိုရင်ဆာလာအသေးနဲ့ဆိုတော့ကျွန်တော်48လောက်ရပါတယ်ခင်ဗျာကျွန်တော်ရေခဲကြတာကိုတောက်လျှောက်မှတ်တမ်းတင်ပေးထားပါတယ် ဗီဒါကျွန်တော်ဆက်ကထွက်လာရေးခဲ့ပါကြည်ပါတယ်အနေထားလဲဒါတော့ကျွန်တော်ဒီမှာရေးခဲ့အများစုကိုမေးစုလို့မြင်အောင်မျှဝေပေးခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရေးခဲတွေကို post story ထဲမှာအိတ်ဒီနဲ့တူလောင်ထားခြင်းဖြစ်ပါတယ်တစ်ချိန်ကိုဒီလိုမျိုးစာလာအိတ်နဲ့၃အိတ်နဲ့တဝက်တိတိရရှိပါတယ်ဒါကစာလာအိတ်အကြီး size ဖြစ်ပါတယ်ဒီ iJuice Maker business ကိုစတင်နေတဲ့ဆိုရင်တော့အသေးသေးသေးရှိလို့ရတဲ့ set များကိုကျွန်တော်တို့ကိုတန်ဖို့ဖုန်းနံပါတ်ကိုတိုင်းဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးပဲ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်